ဂျွန်လ19ရက်တနင်္လာနေ့ကဂျနီဘာမှာနိုင်ငံတကာအလူရှင်များညီလာခံကိုစတင်ဖို့စီစဉ်ထားသလိုဆူဒန်မှာအပြစ်ခတ်ရက်စဲရေးသဘောတူထားပေမဲ့နှစ်လကြာရှိလာပြီဖြစ်တဲ့စစ်ပွဲအတွင်းလူသားချင်းစာနာမှုအခြေအနေများ ပုံမဆိုးရွားလာနေတယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။အစောပိုင်းအပြစ်ခတ်ရက်စဲရေးပြက်ကွက်ပြီးနောက်မြို့တော်ကာတွန်ကိုတည်ငြိမ်စေမဲ့၃ရက်ကြာအပြစ်ခတ်ရက်စဲရေးသဘောတူညီမှုထွက်ပေါ်လာခဲ့ပါတယ်။တနင်္လာနေ့ကမြို့တော်မှာလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပြစ်ခတ်မှုများမရှိခဲ့ကြောင်း ခါတုံမြို့ကံအများပြားကဆိုပြီးစစ်ပွဲကြောင့်ပင်ပန်းနွမ်းနယ်နေသူတွေအတွက်စီးပတ်ဆိုင်ရာဆောင်ရှောက်မှုလျှက်စစ်ပြီးရေနဲ့အကြားလိုအပ်တဲ့ပစ္စည်းများကိုရှာရှာပါပါပေးအပ်နိုင်ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ဆိုရင်စစ်တဲ့အကြီးအကဲအဗ်ဒယ်ဖတာအယ်ဘာဟန်ဦးဆောင်တဲ့တပ်တွေနဲ့သူ့ရဲ့လက်ထောက်မိုဟာမက်ဟမ်ဒန်ဒက်ဂလိုတို့ဦးဆောင်တဲ့တပ်တွေကြောင်းဧပြီလ15ရက်နေ့ကစတင်ပြီးတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။ နှစ်ဖက်စစ်ပွဲကြောင့်နိုင်ငံနဲ့တဝန်တည်ဆုံးသူဥယေ2000ကျော်သွားပြီဖြစ်ကြောင်းလက်နက်ကင်ပဋိပက္ခစောင့်ကြည့်ရေးကွန်ရက်ကကြေညာခဲ့ပါတယ်။ဆူဒန်ရဲ့လူဥယေထောက်ဝက်ကျော်ဖြစ်တဲ့စံချိန်တင်ဥယေ25သန်းဟာအကူအညီများလိုအပ်နေကြောင်းနဲ့ထောက်ပံ့မှုရန်ပုံငွေ10ပုံတပုံမျှသာရရှိသေးကြောင်းကုလသမဂ္ဂကကြေညာခဲ့ပါတယ်။